ကဘာဥကြာခန်းကြီး30နှင့် ရာကုန်တီခီးသွားပြန်၍ဖျားသခင်ဤကောင်းကင်တမန်တို့သည်ကြိုးဆူချင်းလာလာကြသည်ကို ရာကုန်မြင်လင်ဖျားသခင်တက်တော်ဖြစ်သည်ဟု ဆို၍သူအယက်ကို မဟာနေအမည်ဖြင့်မှတ်လေ၏သောအခါရာကုန်တီအကိုအေးသောနေရာအေရုံပြည်ဒီဟုသောစိရပြည်သို့တမန်တို့ကိုမိမိရှိမှစေလို့၍မာလိုက်သည်ကား ကိုရောဤကျွန်ရာကုတ်ကကျွန်တော်ဒီလာဗန်ထံမှာတဲခု၍ယခုတိုင်အောင်နေပါပြီကျွန်တော်၌နွားမြီသူစိတ်ကျွန်ယောက်ျားကျွန်မိမများရှိပါ၏ကိုရောဒီတခင်ဤစိတ်တော်နှင့်တွေ့စီခြင်းကရှောက်ကြလိုက်ပါသည်ဟုငါတခင်အေးတော်ကိုရှောက်ကြဟုမာလိုက်လေ၏တမန်တို့လည်းယာကုတ်ထံသို့ပြန်လာ၍ ကျွန်တော်တို့ဒီကိုရော်ဤအကိုအေတော်ထံသို့ ရောက်ခဲ့ပါပြီသူဒီကိုရော့ကိုတွေ့ခြင်းကလူလေးရနှင့်ချီလာပါသည်ဟုပြောကြ၏ထို့အခါယာကုပ်သည်အလွန်ကြောက်၍စိတ်ပူပန်လေမိမိတွင်ပါသော လူစုသူစိတ်စုနွားစုကလအုပ်များတို့ကိုနှစုခွဲ၍ထားလေ၏အကြောင်းမူကားသူစုကို ်ဧတော်တွေ့၍လောက်ကြံလင်ကျင်းသောတစုလုံးလိမ့်မည်ဟု ဆို၏တပန်ရာကုတ်ကကျွန်ုပ်အဖအာဗြဟံဤဖျားသခင်ကျွန်ုပ်အဖဤဆက်ဤဖျားသခင်ခါရဖျားကိုတော်ကသင်ဤပြီသင်ဤအမျိုးသားချင်းတို့ထံသို့ ပြန်လောငါသည်သင်၌ကြီးစုပြုမည်ဟု မိတ်တော်မူပါ၏ကိုရောကျွန်၌ပြတော်မူသောဂိရုဏတစ္ဆာရော အငယ်ဆုံးကိုမြကျွန်ုပ်မခံတိုက်ပါကျွန်ုပ်ဒီအထက်ကအီယော်ရမစ်ကိုလက်ဆွဲတောင်းဝင်းနေတာကူးပါ၏ယခုမူကားအပေါင်းအသင်းနှစ်စုဖြစ်ပါ၏သူဖြစ်၍ကျွန်ုပ်ကိုအကိုအေးတော်လမ်းမှကယ်လို့တော်မူမိအကြောင်းဆုတောင်းပါ၏သူဒီလာ၍ကျွန်ုပ်ကို၎င်းတာမယာတို့ကို၎င်းတတ်မီဟုအလွန်စိုးရိမ်ပါ၏ကိုရောက ငါသည်သင်၌အမှန်ကျေးဇူးပြု၍မည်အတွက်၌အာမြပြသောသမှုတရားသဲလုံးနှင့်အမျှသင်၏အမျိုးနယ်ကိုငါဖြစ်စေမည်ဟုမိတ်တော်မူပါပြီဟုတောင်းလျှောက်လေ၏ထိုရ၌တညာပတ်လုံးနှင့်ပြီးမှမိမိလက်ရှိဥစ္စာစုတွေကအကိုအေးသောအားလက်ဆောင်ဆက်စရာဖို့စိတ်မနေရာစိတ်ထီ20တူမနေရာတူထီ20 နှုတ်ဆူတားငယ်နဲ့တကွာနှုတ်ညက်ကလအုံးမ30နှွားမ40နှွားထီ30ညီမ20နဲ့ညီကလေး30တို့ကိုယူ၍အတီးတီးတစုတခြားစီ ခွဲတန့်ရဲ့ကျွန်းတို့လက်တို့အပ်ပြီးလင်တင်းတို့သည်ငါရှိမှကူသွား၍တစုနှင့်တစုကိုခရီးกว่าစီလောဟု ကျွန်းတို့အားမာထားလေ၏ရှီဥစွာ သွားသောသူကိုလည်းငါကိုဧတော်သည် သင်ကိုတွေ့၍သင်ကားအဘယ်သူဤလူဖြစ်သနည်းအဘယ်ရဲ့သို့သွားသနည်းသင်ရှိမှရှိသော တရိစ္ဆာန်များကအဘယ်သူဤဥစ္စာဖြစ်သနည်းဟု မေးလေကိုရောကြုံရကုန်ဤဥစ္စာဖြစ်ပါ၏သခင်ဤသောအားဆက်တလိုက်သောလက်ဆောင်ဖြစ်ပါ၏သူသည်လည်းနောက်မှရှိပါ၏ဟုရှောက်ရမည်ဟုမာထားလေ၏ထိုနည်းတူဒုတိယသူတတိယသူမှစာ၍ အဆူဆူတို့နဲ့လိုက်တော်သူအပေါင်းကိုလည်းဒီနို့ဒီအီတော်နဲ့တွေ့လေဤသို့ရှောင်းရမည်ဟူ၍၎င်းကုရာကြိုရာကုတ်တီလည်းနောက်မှရှိပါ၏ဟုကြားရှောင်းရမည်ဟူ၍၎င်းမာထားလေ၏ရာကုတ်ကယခုငါရှိတွင်ထွက်သွားသောလက်ဆောင်ဖြင့်သူ၏စိတ်ကိုငါဖြင့်မိနောက်မှမျက်နှာချင်းဆိုင်တွေ့သောအခါငါကိုလက်ခံကောင်းလက်ခံလိမ့်မည်ဟုအကြံရှိသည်တည်း ထို့သို့ရာကောက်ရှိမှလက်ဆောင်သည် အရင်ကူးသွား၍သူကိုယ်တိုင်ထွန်းညာ၌လူအစုဝေးနှင့်အတူအဲ့၍နေ၏ညမကုံမီထား၍မယားနှစ်ယောက်ကျွန်မနှစ်ယောက်ဒါတဆယ်နှစ်ယောက်တို့ကိုဆောင်ယူ၍ရေပုတ်ချောင်းသားတင်ရာအရက်ကိုကူးလေ၏ထို့သို့သူတို့ကိုယူ၍မိမိဥစ္စာရှိသည်များနှင့်တကွချောင်းတစ်ဖက်သို့ကူးစီပြီးမှရာကုတ်သည်တယောက်တည်းနေရေ၍ လူတဦးသည်ငုံလင်းသည့်တိုင်အောင် သူနှင့်လုံထွေးလေ၏ထိုသူသည်မိမိမနိုင်မန်းကိုတိလင်ရာကုတ်ပောင်ချံကိုထိုး၍လုံထွေးစဉ်တွင်ပောင်ဆေးပြုတ်လေ၏ထိုသူကလည်းငါကိုလွတ်ပါငုံလင်းဆဲရှိပြီဟုဆိုလင်ရာကုတ်ကကိုရော်သည်အကျွန်ုပ်ကိုကောင်းချီးမပေးလင်မတော်ရဟုဆို၏သူသူကလည်းတင်းအမိကဘယ်သို့နေဟုမေးလျ ရာကုတ်ဖြစ်ပါသည်ဟုပြန်ဆို၏။နောက်၌သင်၏မိကိုရာကုတ်ဟု၍မခေါ်ရ။ဣတရီလာဟု၍ခေါ်ရမည်။ကြောင်းမူကားသင်သည်ဖျားသခင်နှင့်၎င်းလူနှင့်၎င်းမင်းကဲ့သို့ပြန်၍နိုင်လေပြီဟုမိန့်တော်မူ၏။ရာကုတ်ကလည်းနာမတော်ကအဘယ်သို့နည်း"ကျွန်ုပ်အားဖော်ပြတော်မူပါဟုမေးလျှောက်လေ။"နာမကိုအဘယ်ကြောင့်မင်းသနည်းဟုဆို၍ သူရဲ့၌ကောင်းချီးပေးတော်မူ၏သူရဲ့ကိုပင်ညီလာဟု၍ရာကုန်သည်တမုတ်လေ၏ကြောင်းမူကားငါသည်ဖျားသခင်ကိုမျက်နှာချင်းဆိုင်၍ဖူးမြင်ရတော်လဲအသက်ချမ်းသာပြီဟုဆိုသည်ပင်ညီလာအရက်ကိုရာကုန်လွန်သွားသောအခါမိထွက်ချိန်ရှိ၍သူသည်ထောင်းနှက်သွားလေ၏သူတို့ရာကုန်ဤပောင်ချံအကျော်ကြီးကိုထိုးတော်မူသောကြောင့် ဣတိလအမျိုးသားတို့သည်ပေါင်ချန်လိုက်ရှိသောအကျော်ကြီးကိုယင်းနှစ်တိုင်အောင်မစားရှောင်လေးရှိကြ၏